မင်္ဂလာပါရှင်ဒီနေ့မှာတော့မနက်စာပဲပြုတ်ထမင်းကြော်စားပြလို့အားလုံးလေး like လုပ်စားလို့ရအောင်ညဝေပေးလိုက်ပါတယ်ရှင်ဒေဦးလေးပူလာရင်စီထည့်လိုက်ပါတယ်ချက်တုံဖြူနဲ့နနင်းမုတ်တို့ကိုထည့်ပြီးစီသက်ပေးပါမယ် ဖြစ်တော်နေငယ်ကြက်လာရင်တော့ထမင်းထည့်ပါတယ်ဘင်းငံပြားကြီးအနောက်လေးအနေငယ်ထည့်ပါတယ်ရတာအတွက်ငါးသားမုံနဲ့စားအနေငယ်ထည့်ပါတယ် ပြီးရင်တော့အရသာလေးတွေနှံ့သွားအောင်လို့တေချာလေးမြေပေးရပါမယ်။စတော့ပဲပြုတ်ထဲပါတယ် 55မိနစ်ကနေမိနစ်30လောက်အဆက်မပြတ်မှုပြလိုက်ပါတယ်။ ခုဆိုရင်တော့ရိုးရှင်းလွယ်ကူပြီးတော့အိမ်မှာအလွယ်တကူလုပ်စားလို့ရတဲ့ပဲပြုတ်ထမင်းကြော်လေးရပါပြီ။ကြည့်ရှုပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။